သားကအာဟတ်အာဟတ်ဘယင်မင်းကြီးပြီးတော့လည်းသူကအော်တာသမီးတွေထုံကားလာတယ်သူရဲ့နေရာကြားစစ်ပွဲမှာအာဆုံးအဲ့ဒီချိန်မှာသူကဘယင်အာဘလဘလသူရဲ့တာဘယင်ဖြစ်လာတဲ့အခါမှာသူရဲ့ဘဝဆက်တန်းကိုကြည့်မယ်ဆိုရင်ကိုငငယ်ကလေးတော့တကယ်ကိုမင်းမျိုးမင်းနယ်ဖြစ်တယ်ဒါပေမဲ့သူကမင်းမျိုးမင်းနယ်ဖြစ်ပေမဲ့သူကဖခင်ရဲ့ချီးမောက်ခြင်းကိုလုံးဝမခံရဘူးအဲ့ဒါကျွန်တော်အဓိကစဉ်းစားရမယ့်ချက်ဖြစ်တယ် ။ဘာဖြစ်လို့ तू ကဖရားရဲ့ချီးမြှောက်ခြင်းကို तू မခံရတာလဲ။အဓိကသူ့ရဲ့အဖြစ်အာလုံးကဘာလဲဆိုတခြားတခြားအဲ့လိုမျိုးဘယ်လိုဖရားမယုံကြည်လို့ထက်ဆိုင်သူ့ရဲ့အဖြစ်အာလုံးကမာနမာမာနကိုကိုကိုအတတ်ကြီးတဲ့စိတ်ကိုရဲ့စိတ်ဆန္ဒအလိုကိုအချာပေးတဲ့သူ့ရဲ့စိတ်သူကဒီမှာရဆုံးဝင်တတိယစာဆောင်ခန်းကြီး၃ခန်းငယ်၁၆၃၃မှာပြောထားလဲဆိုလို့ရှိရင်သူက နော်ဂျီဇဘဲလာကြောင့်သူ့ရဲ့ယောက်ျားဖြစ်တဲ့အာဟပ်ကဟိုဘလိုပြောလဲဣတိလာရှမေအပေါင်းတို့ချက်ပေါ့နော်သူကအဲ့လိုမျိုးဘာရဘရားကိုသူကကိုးကွယ်လိုက်တဲ့ခါမှာအင်ဂျာအထင်ရဲ့အညစ်ကြောဖြစ်ခြင်းခံရတယ်လို့ကျွန်တော်စမ်းစာလေးမှာတွေ့ရတယ်ဆိုတော့ဒီကနေ့ကျွန်မတို့ဆင်ခြင်ရမှာပါလဲဆိုလို့ရှိရင်ကျွန်မတို့အမျိုးသမီးတွေကဟောကျွန်မတို့ကြောင့်ကျွန်မတို့ရဲ့အမျိုးသားကဖျားရှင်ရဲ့အညစ်ကြောဖြစ်ခြင်းခံရမယ်ဆိုကျွန်မတို့ဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့ဒါအကြီးက ကျွန်တော်တို့ဆင်ခြင်ရမှာဖြစ်တယ်။သူကအញ្ញံကိုသူအញ្ញံမာနကြီးတဲ့ခါမှာသူကဖရာရဲ့ပြင်းထန်ချက်ကိုလည်းသူလက်မခံတော့ဘူး။ဖရာရဲ့တုန်တင်ဆုံးမခြင်းကိုလည်းသူလက်မခံတော့ဘူး။ငါဆိုရက်အတ္တစိတ်ကိုဝင်လာတယ်။ငါငါလည်းလို့မှဖြစ်တာ။ဆိုတော့ကျွန်တော်တို့ဒီဒီနေ့ဒီခါမှာဆိုလို့ရှိရင်ကျွန်တော်တို့မြို့သမီးတွေဆိုရင်အဲ့လိုမျိုးရှိတတ်တယ်နော်ဘာလို့ဆိုကိုကအဲ့လိုမျိုးပါလေဟိုအနောက်လောက်မှန်ကန်တန်းတွေမှာနေရာရလာမယ်ဝင်ဝင်ရှာနေလာမယ်ဆိုတဲ့ခါမှာ ငါဆိုတဲ့စိတ်တွေကပုံများလာတယ်ငါမကြောက်မကြောက်ငါမိသားစုလိုတူးတက်တာမကြောက်မယောက်ျားကဒီလိုလွတ်အောင်နေတာဆိုတဲ့ကျမတို့ရဲ့မာနတွေစိတ်တွေဝင်လာတဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုမာနဝင်လာပြီဆိုတာနဲ့သတိထားပါကျမတို့ဖျားရှင်ရဲ့မျက်တော်ခိုင်ရဖို့အတွက်သိချနိုင်ပြီဆိုတာကိုကျမတို့ဒီမှာပေါ့နော်ထပ်မံအာတိုက်ကသတိပေးချင်တယ်အဲ့တော့ LNG white ကတော့ဒီမှာပြောထားလဲဆိုရင်မနချီရှင်နေကိုချိုးအလိုစိတ်ကိုဦးစားပေးခြင်းဒီအဖြစ်အလုံးကြီးအုံကြီးဖြစ်ပြီတဲ့ မိမိကိုယ်ကိုချင်းတော့အခါလူစိတ်ကိုညစ်ညူးစေတတ်ပြီးတရှိမဝိညာဉ်တော်ဝန်ထဲချေပွဲစေတတ်တယ်။အဲ့တော့မာနကြီးတဲ့လူစီမှာတရှိမဝိညာဉ်တော်ဖရားအလုံးလို့ကိုတခင်ရှုဖရားရဲကျမတို့ကိုကျမတို့နဲ့တူရှိဘူးဆိုတော့ကျမတို့သတိပြုဖို့လိုတယ်။အဲ့တော့ကျမတို့ကမာနကိုကိုကိုငါဆိုတဲ့အတ္တရဲ့မာနကိုချတဲ့အခါမာနဖြစ်မလဲဆိုလို့ရှိရင်တခုခုကျမတို့ကိစ္စရယ်ဆုံးဖြတ်မယ် အတိတ်တိတ်မှာပဲဖြစ်ဖြစ်မိသားစုအတွင်းမှာတော့လကောင်းကျမတို့ငင်းများချမ်းမှာတော့လကောင်းကျမတို့စိုးဖြတ်မဲ့ကိစ္စတွေရှိလာနိုင်တယ်အဲ့လိုမျိုးအချိန်တွေကြာရင်ဖခင်စကားကကျမတို့စီမြောက်တော့ဘာလို့လဲဆိုကျမတို့မာနနဲ့ထားတဲ့အခါမှာကျမတို့ကျန်းစာဖတ်ဖို့လည်းစိတ်ငြိမ်စားတော့ဘူးစွတ်တောင်းခြင်းမှာလည်းကျမတို့အားမတန်တော့ဘူးငါလို့ရရတယ်ဆိုတဲ့စိတ်ကဝင်လာပြီးဖះကိုလိုတော့တယ်ဟောအာရေစပင်ဟာတတ်တာလို့ဆရာကဘုရားကဖះကိုလိုတော့ဘူးဆိုတော့ကျမတို့ကမှရှိလာတဲ့အခါမှာကျမတို့ရဲ့စိုးပွားတဲ့ဒေတာတွေကို အတိထာကိုပြောတယ်အဲ့တော့ကြောင့်မလို့အာရာကုခန်းကြီးလေခိုင်းရချက်မှာဘာပြောချလဲဆိုလို့ရှိရင်ခြောင်သားဆော်သားတော့သူတို့ကိုစီးသားတော်မူပြီးစိတ်ထင်းချတော်သူတို့အားယေရှုပြုတော်မူပြီးတဲ့ဆိုတော့ကိုကဘလောက်ပဲတော်နေသေးစေတတ်နေသေးစေဘာဆိုတော့အချမ်းမာနာဆက်ရှိပြီးဆိုလို့ရှိရင်အာဖျားသခင်ရဲ့အမျက်တော်နဲ့တွေ့နိုင်တယ်ဒါပေမဲ့ကျမတို့ကကျမတို့လူတွေအကုန်လုံးအားနဲ့ချက်ကိုရှိကြတယ်ဒီဆုံးလူဆောင်ရှိဘူးဒါပေမဲ့ကျမတို့ကကျမတို့စိတ်ကိုနှိမ့်ချပြီးတော့ဘုရားရှင် ို့ရှိရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုဖခင်သခင်ရဲ့ယေရှုခရစ်ရှင်ကိုလည်းကျွန်တော်တို့ခံရမယ်ဆိုတာကိုကျွန်မရှိဘူးဆိုတာပြောရှင်တယ်။သခင်ယေရှုကိုယ်တိုင်လာမှာပဲသူကဖခင်ရဲ့အလိုတော်ကိုမငင်းဆန်နဲ့လေဖခင်ရဲ့အလိုတော်အတိုင်းလိုက်ရှာခဲ့ဖြစ်တယ်။အဲ့တော့ကျွန်တော်ကျွန်မတို့ကကျွန်မတို့ကရှိရှိတော့မယ်ဆိုခုကိုယ်ရှိနေတဲ့ဒီခန္ဓာကိုယ်ကြီးဆိုတာကျွန်တော်ပိုင်တာတခုမှမရှိဘူး။ကျမတို့ကမှကျမတို့ပိုင်တာဆိုရင်အခုမှမရှိဘူးအဲ့ဒါကိုကျမတို့ဘာဖြစ်လို့ကျမတို့မာနလဲကျမတို့ထားနေအောင်လဲအဲ့ဒါကိုကျမတို့စစ်အစစ်ချင်းစဉ်းစားစစ်ချင်း ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်အားလုံးသိတဲ့အချိန်မှာအိန္ဒိယနေအာမန်တက်ချတဲ့အချိန်မှာအားလုံးကပျော်ရွှင်နေကြတယ်ဘလို့အချိန်ဖြစ်စေမျက်စိကနေပြပါပဲကျမတို့တေဆုံးချင်းကလက်တံပါတယ်ဆိုတော့ကျမတို့ဒီနေ့ဒီချိန်မှာရေစပြေလာတဲ့မျိုးကတော့အဲ့လိုမာနစိတ်တွေနဲ့ဖျားရတဲ့အမျက်တော်တွေ့မဲ့ဆိုတော့ကျမတို့နှိမ့်ချတဲ့အသက်သာနဲ့ဖျားသခင်စီကိုကျမတို့ချိန်ကပ်ဖို့အတွက်ကျမအားပေးခြင်းနဲ့နောက်နံပါတ်2နဲ့ချန်နေတဲ့ရေစပြေလာတဲ့အသက်သာတော့မာနကြီးကြီးရအပြင်သူ့မှာအဲ့လို အရင်ချိန်လည်းသင်သက်ရှိတယ်။လွန်မှုချင်းကြိုးပိုင်ချင်။တရားအားလုံးကိုအကောင်လုံးတော့မမြင်ပဲသူအကောင်လုံးသူ့နောက်လိုက်သူ့ရဲ့နောက်ကြတာမှပဲသူကသူ့နောက်လိုက်ပုံစံနဲ့သူကိုယ်ပဲတရားကိုသူကိုယ်ပဲခိုင်းခဲ့တယ်ပေါ့နော်။အဲ့ဒီပြင်ပေါ်လေအဲ့ဒီနာဖို့ပြစ်စဖြစ်မှုရင်ပေါ့ဘာဟုတ်မှမဆွဆွဲပြီးတော့ချင်းချောက်ပြီးတော့အချင်းချက်သိမ့်မှန်ပြီးခဲ့အဲ့ဒါကြောင့်မလို့ကျမတို့ကကျမတို့လူသမီးတွေကပေါ့ဖခင်ရဲ့အလိုတော့ ။အဲ့ဒါမဲ့ဒီအာဟာရင်းကြီးကတစ်ခုရှိရ။သူကလေသူကဖခင်ရဲ့သားဖြစ်တယ်။ဖခင်ရဲ့အလိုတော်အတိုင်းနေမဲ့အစားသူကိုယ်တိုင်ကလည်းဇနီးမယားရဲ့ဆက်ဆံတာကိုလက်ခံတယ်။အဲ့ဒီတရှိကိုကျွန်တော်များရဲ့အထူးပြုရမယ်။အဲ့ဒါကြောင့်တော့ကျွန်တော်မိသားစုလူများချားတဲ့မှာလေကိုကကိုယ့်ရောင်ကြောင်နိုင်ပါတယ်ဆိုတော့ဘုံပုတ်ကြီးက အာမိမချင်းနဲ့ဆိုတော့အမေတို့နဲ့မြန်မြန်ကြာနိုင်လို့ဆိုတော့ရှားကောင်းဘလို့လို့ရှိပေမဲ့တကယ်တကယ်ကျမတို့အိမ်ထောင်ရေးမှာတော့လည်းကောင်းဝိညာဉ်ပိုင်းမှာတော့လည်းကောင်းပုံဝင်ချင်မှာတော့လည်းကောင်းအင်မတန်မှဒါကဘလို့ပြောမလဲလက္ခဏာမကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီကိုကဥမာအိမ်ထောင်တစ်ခုမှာဆိုလို့ရှိရင်အမျိုးကျမတို့ရဲ့ဒီခက်ဆက်ဆက်ကလာခဲ့တဲ့အတိုင်းပဲအမျိုးသားတွေကျမတို့အိမ်အိမ်ထောင်ဦးစီးဖြစ်ရတယ်အမျိုးသမီးတွေကနောက်ကနေပြီးကျမတို့ကျမတို့ရောက်ကျမ supportive ဖြစ်ရတယ် ဲ့ခါမှာဒီရေစပယ်လာလိုမျိုးပေါ့နော်ကိုကဖျားနဲ့တရားနဲ့လည်းရှိဘူးဒီလိုမျိုးစိတ်သက်တွေညံ့ချင်းနေတဲ့ခြားတဲ့လူကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့အိမ်ချောင်းခုလိုမျိုးကိုကချက်ကန်ချဲ့လိုက်ပြီဆိုလို့ရှိရင်ကိုမွေးကိုသာမကပဲကိုမိသားစုတော်တော်ရောလုံးဝကိုအစီအစုံရှုံးရှိနေတော့လို့ဆိုတာကျွန်တော်အထူးတတိထားပြီးအထူးတတိထားဖို့ပြောလို့ပေါ့နော်ပြီးရင်ခါမှလည်းအဲ့လိုမြင်များခြားတဲ့မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ယောက်ျားကိုနိုင်တယ် ုံချတာသူ့ရဲ့ပတ်ဝန်းကျင်မှာပါလားကောင်းသူ့ရဲ့ဒီလူမှုဘယ်လိုပြောလဲ society မှာလည်းဒီအဲ့လိုမျိုးမျက်နှာတရားချင်းမခံရတော့ဘူးသူဘာလို့လဲ confidence တွေလည်းလျော့လာတယ်ဘာလို့လဲဆိုမိမနေရတာ like အုပ်ချုပ်နေနေဒီလို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 ဆိုပြီးတော့ဟော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  like girl ခါမှာရောက်ချရဲ့ဘယ်လိုပြောလဲဆောင်းနိုင်ဆိုရေးရတယ်ကြာလာတယ်အဲ့လိုမျိုးကြာလာတာမှာဒီဖျားတရားနဲ့တာမကကျွန်တော်ရဲ့ဒီအာရှင်သန်ရတဲ့ဒီ clinic တွေကလည်းသူတို့အဖေတွေလည်းမလေးစားနိုင်ဘူး အဲ့လိုမျိုးတွေကျမတို့ဘာလို့ပြောလဲ family မိသားစုတိုင်းထဲမှာအများကြီးအာဘယ်လိုပြောမလဲတက္ကနာတွေအများကြီးဖြစ်လာတယ်။ဖိညာနဲ့လည်းတစ်ဖြည်းဖြည်းနဲ့ပုံဝေးกว่าစီတယ်။အဲ့တော့ကျမတို့ကျမတို့ကတကယ်လို့ကျမတို့ကကိုယ့်ရဲ့နေရာစားပုံမှာဟိုဒုတိယဘုံချုပ်နေရတော့မကောင်းဘူး။ဒါပေမဲ့မိမဆိုတာကလည်းကိုယ့်ယောက်ျားတို့ကထောက်ပံ့ပါဖြစ်ဖို့လိုတယ်။အကြံဉာဏ်ပေးကောင်းဖြစ်ဖို့လိုတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီလိုမျိုးအကြံဉာဏ်တွေပါပေးမယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ attachment မာနတွေထယ်ရှားပြီးတော့စိတ်ငြိမ်ချတဲ့စိတ်နှလုံးသားနဲ့ မေတ္တာနဲ့ကျမတို့ရဲ့မေတ္တာဆိုတာရဲ့အကြောင်းလေးကိုတို့ရဲ့အင်တာဖတ်ကိုကျမတို့လိုမေတ္တာနဲ့ကျမတို့ဆုတောင်းပေးပြီးတော့ကျမတို့တော့ဘုရားကျေပေါ့နော်အဲ့ဒီကျမတို့ကတော့၃ချက်အနေနဲ့မှာပြောချင်လဲဆိုရင်ယုတ်တုကိုခွဲချင်းငွေငွေနဲ့ဖောက်ပြန်ချင်းယေဇဗေလရဲ့ဩစာအောင်မှာဣတေလာလူတွေကဘာဖရားကိုသူကကိုခွဲခဲကြတာလဲအဲ့ဒီပြင်လဲအာဒီမနာကျောင်းရဲ့အခန်းအတတိယစာဆောင်ခန်းကြီး၁၈ခန်းရဲ့ ဖရာသခင်ရဲ့ process တွေကိုတော့မတ်တ်ဖြတ်ဖတ်ဖြတ်ခဲ့ဆိုတော့ကိုကဘယ်လိုပြောမလဲဒီမှာတော့ချက်ဖရာရဲ့စကားကိုစန့်ကျင်ပြီးတော့ဖရာသခင်ကိုပုံကန်ပုံကန်တဲ့မိမခင်ကြီးစီစပေးလာအဲ့တော့ကျွန်တော်တို့ကျမတို့ရဲ့တတ်တာမှာကျွန်တော်မိခင်နဲ့မိသမီးတွေတတ်တာမှာ ကိုကြောင့်ကိုရဲ့မိသားစုကိုမင်းမနေရဘူး။ဖခင်ကိုပုံကန်တဲ့လူချင်ပါကျွန်တော်တို့အဲ့ဒီကုကျွန်တော်စဉ်းစားဖို့လိုတယ်။ကျွန်တော်တို့အဲဒီအသင်းတော်တွေထဲမှာဆိုရင်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဥပမာသားပါဟောကျွန်တော်တို့မြို့သမီးတွေကလည်းအထူးတက်တဲ့လူတွေထဲမှာမြို့သားတက်ဆိုင်မြို့သမီးတွေအရင်မှနာလို့စိတ်ညားတယ်နော်။အရင်မှနာလို့စိတ်ညားရန်စကားညားတယ်။ ်ပြဿနာကိုဖန်တီးတတ်တယ်မဟုတ်မမှန်ဘူးဆိုရင်ကျမတို့ရန်ကြောတတ်တယ်အားကြောင့်တခါတခါကျမတို့ရဲ့အဲ့ဒီချို့ယောက်ျားတွေမှာအဲ့လိုအချင်းတွင်ကျမတို့ဘာပြောလဲမိမပါစက်ရဲ့ပြဿနာဆိုကျမတို့ကိုထောက်ချအားလည်းလုပ်ပါအစ်မမိမအကုန်လုံးပြောတာမဟုတ်ဘူးဒါပေမဲ့မိမရဲ့တပါဘာလို့ဆိုတော့မိမရဲ့အလားပါဆိုင်တဲ့အာရှိုးစမို့ထုံးချင်တဲ့မထားပါတော့အဲ့လိုမျိုးတွေပေါ့အကောင့်ကြိုက်တဲ့အဲ့ချိန်မှာကြောက်ကအဲ့လိုမျိုးကိုချိုက်တဲ့နေရာကိုကမလောက်နိုင်ဘူးတရားမလောက်ဘူးဆိုတော့အဲ့မှာဘာဖြစ်လဲ မနာလိုခြင်းနေစတာမနာလိုခြင်းစတဲ့ခါမှာကိုကိုယောက်ျားကွာကွာပြောတယ်မလေးကြည့်တာအလုံးလုံးလုံးအဲ့လိုမျိုးပေါ့နော်ဘယ်လိုများမကိုယောက်ျားကိုကိုကွာတဲ့ယောက်ျားတို့ဘယ်လိုစင်ပြရနေရောအဲ့လိုမျိုးနေကြတယ်မှာတော့မင်းဘယ်လိုပြောမလဲဂျန်နေများချာတော့အဲ့ချောင်ယောက်ျားကနေယောက်ျားလည်းလုတ်ပေးချင်မယ်ဒါပေမဲ့သူ့မှာလည်းဝင်းကြီးတိုင်းတာနေတယ်ရှိရှိနေတယ်ဆိုတဲ့ခါမှာဘာဖြစ်လဲကိုယောက်ျားလည်း stress ပြီးမယ်ကိုကလည်းမပြောရတာအဲ့ရနေပြီးတော့မှမကွာမယ်အဲ့ဒီပြင်လဲဥမာတာဝန်ချင်းချင်းဆိုလဲခလေးချင်းချင်းက သူတို့ဖြစ်ခလေးဆိုတာကိုယ်ရောင်မပဲတခါကလေးကြာရင်စိတ်ခံတဲ့နေ့ချင်းရှိရမယ်ခလေးဆိုတာတမန်တရားသူတို့မခေါ်မပြောချင်ရင်ရှိလိမ့်မယ်ဒါပေမဲ့အဲ့ချင်းကြာမှဖြစ်မလဲဆိုတော့ကျမတို့အမျိုးသမီးတွေကလူသားတွေတော့ဘာမှမသိဘူးအဲ့ဒါလေခေါင်းထဲမှာသူသိရှိရတယ်လူတို့မြန်မာတော့မလို့သိလားဟိုဟိုကြောက်ရဲ့ခလေးရည်ကျမတို့ခလေးကိုဘယ်လိုလုပ်တာဆိုပြီးတော့အဲကတော်ပြီးမြန်မာဖီးနာတယ်ပြောကိုယောက်ချောင်းစိတ်မတူတော့ကျမမြန်မာအရင်ပြောတတ်တယ်ကျမလည်းကျမယောက်ျားအဆောင်ကျမလည်းတည်တယ် ဘလို့ရအောင်ပြောလဲဆိုတာလဲကျမတို့မိမတွေကသိတယ်ဒါတော့ဟုတ်တယ်နော်ကိုကိုလိုချင်တဲ့ပုံစံရအောင်ဘလို့ပြောခုနကပြောသလိုပေါ့ချဲလဲဆိုတာကချဲလဲလာဟုတ်မယ်ကိုယောက်ျားထားပြီးခါမှာငါကမလို့ချင်တဲ့ငါထားလို့ချင်တဲ့ဆိုတော့ဘလို့ပြောရင်ရမလဲဆိုတော့ကျမမိမတွေကောက်ကောက်တော့ကောက်အဲ့တော့အဲ့ဒီကောင်းတဲ့အရာကိုကျမတို့ကောင်းတဲ့ကောင်ဖျားဘက်မှာကျမတို့သုံးပြဖို့ကြော်လို့ကျမအာတိုက်ကုန်ရှိနေပေါ့နော်အဲ့တော့ဒီမှာ အာဘောအန်ဂျီဘတ်တတ်တော့ပြောထားလဲဆိုတော့ဘုရားသခင်စကားကိုကြည်ညိုလင်းမြတ်တည်မှုဆိုကြတော့လေမိမိတို့ရဲ့အတ္တတွင်ဘုရားသခင်ကြီးရိုးရှင်းသောကိုယ်တိုင်ချမ်းသာကိုဝေဖန်ချပြီးမိသားစုကိုမှားရစေခြင်းဖြင့်အပြစ်ရှိကြသည့်ထောင်ရရှိသောမြေခံခရစ်ယာန်များရှိသည်ဖြစ်တယ်။အခုနောက်ပြောသလိုရုပ်တုကိုယ်ကရဆိုကျွန်တော်တို့ရုပ်တုစင်တူကိုယ်ကမှမဟုတ်ဘူး။ကျွန်တော်တို့တတ်တာကဖျားချက်ကိုပြောအလေးပေးတဲ့အရာနဲ့ကျွန်တော်တို့ရဲ့ရုပ်တုလေးဖြစ်တယ်။ကျွန်တော်တို့ကိုယ်ကွယ်နေတဲ့အရာဖြစ်တယ်။ကျွန်တော်တို့ကျွန်မဆိုလို့ရှိရင်အမှန်တမ်းကိုခင်ရမယ်ဆိုမှဖျားဖုန်း social media တော့မှလည်းမှတ်သားပါတယ်။ အဲ့လိုမျိုးလောကဆွဲတယ်ဆိုတော့ Messenger မှာပြောနေ notification G ဆိုမျိုးဝင်လာတယ်ပတ်ခတ်ခနေအဲ့လိုမျိုးကြည့်ရပါတော့အချိန်နဲ့အညာအချိန်မျိုးပေါ့နော်ဆိုတော့မသိမသားကျွန်မကိုယ်ပိုင်လာတယ်ဒီဖုန်းဖြစ်နေလေအချိန်ကြီးညာအချိန်ညာတော့ဒီဖုန်းဖြစ်နေကျွန်မကိုယ်ပိုင်လာဆိုတော့ကျွန်တော်ကျွန်မပေါ်လာရခြင်းညမှာဖတ်တင်ရဆောင်ရလို့ဆိုတော့ကိုယ်လည်းအချိန်မှာတော့အာတာသမီရှိတယ်ပြင်မြဲဒါပေမဲ့ဟိုတာသမီလိုချင်တဲ့မိဘတွေလည်းဖြစ်တယ်နောက်တစ်ချိန်မှာတာသမီရဲ့အတွက်လည်းကိုယ်ပုံသက်တဲ့ကောင်ဖြစ်ချင်တယ်မိဘဖြစ်တဲ့အတွက်ကြောင့် သမီးတွေကိုကိုကနေကျွတ်ကျွတ်လို့ဆိုပြီးတော့အမေကတော့ဖုန်းသုံးနေတယ်ဟဲ့ဒီကျန်းစာဖတ်ဆိုကျွန်တော်ဘာပြောသမီးရအောင်ဟုတ်တယ်ကိုတော်မီကျန်းစာဖတ်ချင်စေချင်တယ်ဆိုပြီးကိုကိုရန်နဲ့ကျန်းစာဖတ်တယ်ကိုတော်မီဆူတောင်းတာဆူတောင်းအားကြီးစေချင်တယ်ဆိုပြီးကိုကိုရန်နဲ့ရှေ့ဆောင်ကနေပြီးဆူတောင်းအားကြီးလေးအမျိုးသမီးဖြစ်ဖို့လိုအပ်တယ်ဆိုတော့ကျမကလည်းဒီကနေပြီးတော့အာဟောတော့ပို့ပြီးတော့တင်ကန်းဆိုင်ရတယ်ကျမတို့အခုချိန်မှာလက်ရှိကျမတို့ပို့ပြီးတော့ဦးစားပေးနေတဲ့နေရာပါတယ်အဲ့ဒါကျမတို့ပြင်ရမယ်ဖျားချက်ပို့ပြီးတော့ကျမမိသားစုကိုလည်းကျမဦးစားပေးလို့နေရာပြင်အောင် မိသားစုကိုကူစားပေးပြီးပေးလို့အချင်းဖခင်မှာရော့သွားပြန်ပြီဆိုတော့ကျမတို့မိသားစုကိုကျမတို့ဘူးကြီးပိုင်မှာကျမတို့မဆွဲခေါ်နိုင်တော့ဘူးအဲ့ဒါအဲ့လိုမျိုးရည်ကျမတို့အာမတိထားကိုလိုအပ်တယ်ကျမတို့ကအာနောက်တစ်ခုပေါ့နော်အဲဒီအရာတွေကျမတို့ခုနပြောသလိုပဲဒီရေစပယ်လိုက်ရတတ်တာဖြစ်ချင်တယ်ဖြစ်ကျမတို့စင်ချင်ရတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကျမတို့ဒီအသက်ကိုပတ်တာကနေပြီးတော့ကျမတို့ပြန်လဲပြီးတော့ကိုကိုကိုကျမတို့ဆန်းစစ်ဖို့ညာနေတယ်ဘယ်လိုလဲတကယ် ်ရှင်မာနရှိမာနကိုဘုကောတော့ငါတော့မာနမရှိဘူးစိတ်ချရတာဟုတ်လားဖះအောင်တော့နေလို့မရဘူးဖះရှိမာနတစ်ခါခါကျတထွက်ရှိငါတော့တယောက်နဲ့တယောက်ကျမရအောင်လို့လူလူချင်းချင်းမချစ်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးဒါပေမဲ့ဖះရှိရောက်ဖះတော့ဆူတောင်းတယ်ဒါပေမဲ့ကျမတို့ဖះရှိမာနကျမတို့ မြတောင်းပန်တယ်လို့ပြောတော့ဟိုဘယ်လိုပြောမလဲခွင့်လို့ချင်းတောင်းပန်တယ်ကျွန်တော်လူ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 ချင်းပေါ်မှာတရားနဲ့တရားကျမတို့အာဘယ်လိုပြောမလဲကိုတခုခုလောက်ဒီလောက်ကမ်းလောက်မှခိုင်မှရှိခိုင်တယ်ကျွန်တော်တောင်းပန်တယ်ကျွန်တော်ဝင်မလေးပေါ်လည်းလူခတ်ချက်မာနစိတ်ကိုနှိမ့်ချဖို့ကျွန်တော်တိတ်ချတဲ့စိတ်နဲ့အာကျွန်တော်ရဲ့မိသားစုဘယ်လိုပြောမလဲဒီမြားချတဲ့မှာကျွန်တော်တို့ပို့ပြီးတော့တော်ရှင်နဲ့အီးပွင့်ဖြစ်ဖို့လိုတယ်ပေါ့နော်ကျွန်မဆိုရင်ငယ်တုန်းကအာကျွန်မအဖေကပေါ့နော် ကျမတခါနဲ့ကျမရဲ့ဝိညာဉ်ကလည်းတော့တက်လိုက်ကြလိုက်အဲ့လိုဖြစ်ဖြစ်နေပေါ့ဆိုတော့အဲကျမအအဖေကငငယ်တော့အဖေနဲ့မငငယ်တော့ဆိုလို့ရှိရင်တော့အဲ့လိုမနဲ့ဘယ်ချိန်ထားလဲတော့မသိကျမကတော့6နိုင်ပုံမှန်ခြာနိုင်ငငယ်တည်းရ6နိုင်ခြာပြီဆိုရင်ကိုနိုးပြီဆိုရင်လည်းအဲ့လိုမျိုးဖျားတစ်ချင်းဖွင့်ပေးထားတယ်အဖေကဘာလို့ဆိုတော့အဲ့ချိန်သူကစမ်းစာလည်းဖတ်ပြီးပြီးဆုလည်းတောင်းပြီးပြီသူကဟိုဘယ်လိုပြောမလဲအဲ့တော့ကျမမှတ်နေရ Open my eyes with my heart ချိန်မှာအဲ့ဒီဘုရားသခင်နားထောင်တဲ့အခါမှာဘယ်လိုပြောလဲအရင်ကချိန်ကြီးကျွန်မချိန်ခံပါလေညီတချင်းခံစားရဘုရားတနေ့မှုဒီပါရှိရခံစားရဆိုတော့ဒီနေရာကကျွန်မရဲ့မိဘနဲ့ပါဆိုင်လို့ကျွန်မပုံသက်တွေယူခဲ့တဲ့နေရာတွေပေါ့နော်အဲ့တော့ကျွန်မအသက်တာမှာလည်းကျွန်မရှိလို့ပုံတော့ကျွန်မအားပေးချင်တာကိုယ့်ရဲ့အပြုမူနေထိုင်ပြောဆိုလုပ်ရတဲ့ကုံကကိုကျမတို့မိသားစုမှာပုံသက်တွေရှိလို့လေပေါ့နော်ကျမတို့အမျိုးသားကိုအာကျမတို့ဆွဲခေါ်ခြင်းနဲ့ခုနလိုမျိုးပေါ့နော်ကျမတို့ပို့ပြီးတော့ ဖျားတရားလည်းမြည်သိနေတယ်ဆိုလို့ရှိရင်ကျမတို့မျိုးသမီးတွေကျမကိုယ်တိုင်မှစပါတော့ကိုကိုယ်တိုင်ကလည်းဖျားကိုချစ်မြတ်လို့ကိုဖျားကိုယုံကြည်ဖို့ယုံကြည်ခြင်းဆိုဖျားကျမတို့မြို့သမီးအမှချက်တစ်ခုရှိပါကျမတို့မိုးသားအချိန်ယုံကြည်ခြင်းနဲ့အငြင်းအားကြီးတယ်လို့ကျမမြင်တယ်အဲလူသားတွေကသူကတိတ်ပြောအဲ့လိုချိန်မို့ကျမတို့ကျမတို့မြို့သမီးတွေကယုံကြည်ခြင်းမှာအငြင်းအားကြီးတယ်ဆိုတော့ကျမတို့ယုံကြည်ခြင်းမှာအားကြီးတယ်လို့ဆုတောင်းခြင်းမှာအားကြီးတာကိုသူတို့မြင်တဲ့အခါမှာသူကဖျားကိုလည်း ပို့ပြီးတော့ကျမအာဘယ်လိုပြောချင်းပို့ပြီးတော့ဖခင်နဲ့တာရွေ့နီးစိနီးဟာစိတ်နဲ့လို့လည်းကျမအာယုံကြည်တယ်။အဲ့တကြောင့်မလို့ကျမတို့ကျမရှိတဲ့အာလူသမီးများအားလုံးပေါ့နော်။အာယေဇမေလရဲ့အသက်တာကိုကျမတို့မြင်နေတယ်။ကျမတို့ဖခင်တခင်ကိုကြောက်ရွံ့တဲ့အလိုသမီးဖြစ်ဖို့ဖြစ်ဖို့အရေးကြီးတယ်။ ဲ့ဒီပြင်လဲစွတ်တောင်းချင်းချမ်းစာဖတ်ချင်းဆိုတာကလည်းကျမတို့ဘယ်တော့မှဘယ်လိုပြောမလဲအာမိတ်ကြောင့်လို့မရတယ်လေကျမတို့နေ့စဉ်နေ့တိုင်းစွတ်တောင်းချင်းတတ်တာချမ်းစာဖတ်ချင်းတတ်တာရှိဖို့ကျမတို့ဒီအင်မတန်မှတည်ကြည်တယ်ပြီးရင်လဲကျမတို့ရဲ့ဘုက္ခဆက်ကထွက်လိုက်တဲ့အရာတွေကဖျားစကားဖြစ်ဖို့အတွက်လည်းကြီးတယ်ကျမတို့အမှားထားမှာကိုယ်တခါခါကြာရင်တော့လေညားချားရမှာဆိုလို့ရှိရင်တခါခါကြာရင်ရဖြစ်စမှာများတာလို့ရှိတယ်။အဲ့လိုအချိန်ကြာရင်ဆက်ပြိုတဲ့အချိန်ကြီးအများကြီးရှိတယ်။ဒါပေမဲ့ကျမဆိုတခါခါကျမတို့လေညားကြစကားများဒါပေမဲ့ ်ဟာဟာကြာကျွန်မအပြိုတော့ငါဆိုကျွန်မအရန်နဲ့စိတ်မထိန်းနိုင်ဘောသားထွက်ပြီးဆိုတော့လှုပ်ခနဲ့လဲတစ်ဖက်လုံးညိတ်ကိုကိုပေါက်ကြအောင်လားလို့ပြောပြောချဖြစ်တာပေါ့နော်အဲအဲ့ဒါကိုလည်းကို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 ရန်ကုန်ပြီလားငါကဘာလာနေနေငါ့ကိုလာပြီးတော့ထိလို့မရဘူးအဲ့လိုမျိုးစက်ကနာပြောတယ်မာနာစိတ်ကကျွန်မမှာအဲ့လိုမျိုးရှိတယ်ဒါပေမဲ့အိမ်ကောင်းချပြေးထားတယ်ဟာဟာချိုင်อ๋อกูกูเช็คดูแล้วกูก็ปักคะแนนโกชิแม่ๆเลยเปลี่ยนชื่อใหม่เลยเอาหนูเลยสรุปเนี่ยจ๊ะ ချစ်တဲ့အကြောင်းကိုဆက်စားအဲ့ဆက်ဆိုးတဲ့အချိန်မှာပြောလိုက်တဲ့စကားတွေတယောက်ရဲ့အမျိုးရင်ထဲမှာလည်းဂျန်ဖြစ်တယ်ဘာနာဘောငါ့ကိုဘယ်လိုမျိုးပြောခဲ့တာဆိုကျွန်တော်စိတ်မကောင်းဘူးတော့ဂျာရှင်တော့ကျွန်မပြန်ထိပြောတော့ဘာပဲထားလိုက်ပါတော့ဒီကဖခင်ဖခင်မကြိုက်ဘူးဆိုတဲ့စိတ်နဲ့ပေါ့နော်အဲ့လိုမျိုးလေကျွန်တော်တို့ကပြောမယ်ဟိုလောက်ပါတော့ကြာနေကိုယ်စိတ်စိတ်ဆိုးပြီးတော့စိတ်ဆိုးလိုက်တော့ပြောလိုက်တာမှာတောင်းပန်လို့ရပြီလေတစ်ခါမှခံရလိုက်ရတယ်ဒီလေ ကိုယ့်ရဲ့ income ဖတ်ပေါ်မှာလည်းသူဘလို့ခံစားရမလဲဆိုတော့ကျွန်မတို့သိဖို့ဆိုရင်အဲ့ခါမှာတချို့ income မရလို့ဆိုရှိတယ်။အဲ့လိုမျိုးပါလေအဲ့ကိုအစိမ်းမထီရဘူး။အဲ့လိုတိတ်တိတ်လေးနေရမျိုးစုပြီးနောက်ဆုံးမှာ income ဝဲတဲ့အချိန်တွေချိန်တာကျွန်မတို့ရောက်တဲ့ပြတ်ချက်ကိုကျွန်တော်တို့တစ်ဖြစ်စကားအာကျွန်မအားလုံးတတိထားဖို့ကြောင့်ကျွန်မတိုက်ပြီးရှင်နေ။အဲ့ကြောင့်မလို့ကျွန်မတို့ကဖျားကိုကူးဆိုတာဖျားကိုကျွန်မထိထားရအောင် မရောက်မထွက်ထားမယ်ဆိုလို့ရှိရင်ကျမတို့ဖြေရှင်းနိုင်တဲ့နေရာလေခက်ခဲတဲ့ပြဿနာတွေအားလုံးလည်းဖျက်ရှင်ဖြေရှင်းပေးသွားမယ်ကိုယ့်ရဲ့အိမ်ချမ်းမိသားစုပေါ်မှာလည်းကောင်းချီးပေးသွားမယ်ဆိုတာကိုကျမဒီနေ့ဒီလောက်နဲ့ကျမအားလုံး